င်းသမီးကြီးတွေကသိရမလားနည်းနည်းအငယ်ဆိုရင်ဆရာလှုပ်ချင်တယ်အဲ့လိုမျိုးရှိတာပေါ့နော်စနုပ်ဆိုရင်တော်တော်များရှိခဲ့တယ်ဆရာလှုပ်ချင်စနုပ်ကနည်းနည်းစိတ်ဆက်တော့လေပြဿနာကြီးတော်တော်များခဲ့တယ်ပေါ့နော်များပြီးတော့ပြန်ပြောတာမဟုတ်စနုပ်ကလုံးဝရှူတင်းကိုတန်းလိုက်ထားပြီးခဲ့လိုက်တာအဲ့လေတောင်းမှန်တယ်အခုကိုကကြီးလာတော့နားလဲလာတယ်ကိုငငယ်တော့ကဒီလိုမှားခဲ့တယ်ဆိုတာအာမလို့အပတ်နဲ့ဆရာလောက်တဲ့မင်းသမီးတချို့ရှိတယ်။နဲနဲမင်းသမီးတွေတည်းရပါမယ်။အဲ့ဒီရှိတွေထားခဲ့လိုက်တယ်။ထားခဲ့လိုက်တယ်။ အာကိုဆရာသမားတွေတော့နှုတ်ဆက်ခဲလိုက်တယ်သမီးမရိုက်နိုင်တော့မာနာတော့မဟုတ်ဘူးစနို့ဘလိုင်းကြောတာမျိုးကြတော့လေအဲ့လိုမျိုးကြတိမခံနိုင်ခဲ့ငယ်စိတ်ပေါ့ဒါတွေကဒီချိန်ကျတော့ငါမှားခဲ့တယ်ဆိုပြီးတော့သင်ငန်းစာတော့ရပါတယ်အာတကယ်မှာဆိုရင်တိခံခဲ့မယ်ဆိုရင်ပေါ့နော်ဒီဟာလေးလဲဟိုအခုထက်ပိုပြီးတော့နေရာရောက်မယ်လို့ဆိုတော့အခုချိန်မှတိလာငယ်စိတ်နဲ့နည်းနည်းတိမခံခဲ့တာတွေတချို့ အဲ့လိုမျိုးလေးရတော့အတွေးခေါ်တော့မတူဘူးပေါ့နော်။မာဒါစနွေအတွေးပေါ့။တီးခံလိုက်မယ်ဆိုရင်ဟုတ်ဒီထက်ပိုပြီးနေရာရလာမယ်လို့ကိုကအဲ့လိုမျိုးလေးတော့တွေးမိတယ်။အခုတော့တီးခံတတ်နေပြီရှင်။ဟုတ်ကဲ့။ဒီနိုင်ငံငယ်လေးနဲ့မာတယောက်တော့တီးတမွားကိုတီးဆောက်ချဖို့ဖြစ်တယ်။ အာဆုံးတော့အခုဒီလတော့မှာပေါ့နော်ပျော်ရွှင်နေနိုင်ငံတခြင်းလေးထွက်ဖို့ရှိပါတယ် future ရကြေးဆိုထားပါပါရှင်တော်တော်ကြာပါပြီရှင်ငငယ်လေးရပေါ့နော်10 10နှစ်လောက်တော့ရှိပြီဒါပေမဲ့ official ဒါ second song ပေါ့အခုကဟုတ်ကဲ့ state ဟိုဟာပေါ့ neighbor တွေဆိုတယ် model လောက်တယ် video လည်းရိုက်ပါတယ် video kick ကဆုံးတော့ cancel တယ်လို့ပြောလို့ရတော့ပေါ့နော်ဆုံးတော့စရိုက်တဲ့အချိန်မှာကိုနေထက်တို့နဲ့ရိုက်တာပေါ့နော်ခေါင်းဆောင်မရိုက်တဲ့ဆုံးတော့နေကားတွေစရိုက်အဲ့ဒီအချိန်မှာ video log ကစပြီးတော့ဟိုခင်မရှိတော့အချိန်မှာဆုံးတော့တွားပြီးတော့ စပြီးတော့ဟိုစရိုက်တဲ့အချိန်လို့ဖြစ်သွားဟုတ်ကဲ့ရှင်အဲ့လိုအရင်ကခက်ခဲခဲ့ပါတယ်ကိုကအစ်စ်ဆိုတော့လေအများကြီးသိခံရတဲ့အတိုင်းဒါတွေအများကြီးကြောက်ဖြတ်ခဲ့ရတာပေါ့ရှင်ဟုတ်မကြပါဘူးစနိုးကအဲ့ခါကျတော့ဘာလို့လဲ vocalist line ကူးတယ် miss လည်းပြိုင်သေးတယ်တော်တော် line ဆုံတာစနိုးကဒါပေမဲ့တကယ် professional vocalist နဲ့ပဲသွားတာဟုတ်ကဲ့ဒီပညာနဲ့ပတ်သက်ရင်အဲ့လိုမျိုးပဲပေါ့နော်ဘယ် line တွေဘယ်လိုဖောက်မလဲဒါလေးမအဆင်မပြေဘယ်ဟာလေးနဲ့သွားမလဲဒါပေမဲ့စနိုး covid နောက်ပိုင်းမှာ covid နောက်ပိုင်းမှာ business လောကကိုစနိုးရောက်သွားအခုမှပြန်ပြီးလုပ်တယ်လို့ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ vocal ကတော့ ဟိုဟာလေးကျွန်တော်တို့ကြောင်းပေါ်စတိတ်ကြောင်းပြီးရဆိုတော့တီချာခင်မြတ်မော်စီမှာတက်တာပေါ့နော်အဲအဲ့လိုကနေပြီးတော့ပြိုင်ပွဲတွေအများကြီးလည်းပြိုင်ခဲ့ပါတယ်ငငယ်တုန်းကအာဟုတ်ကဲ့တရုတ်ဆောင်ပိုင်းကတော့ခွင့်ရှိရင်လုပ်ချင်တာပေါ့နော် vocal ကတော့သွားမှာပါအဲတောက်ရှောက် vocal နဲ့ပဲသွားမှာပေါ့ဟုတ်ပါအများအများကြီးပါပဲအများကြီးပါရောအများ အဲ့လိုမျိုးတော့မရှိပါဘူးဆန်တော့လေအာဟိုအင်ဘောဝက်ခန်းတော့လုတ်တဲ့အတိုင်းဝိုင်းလည်းရှိတယ်လို့အစ်စ်ဆိုပြီးတော့တချို့ကြတော့နံမကြီးရင်းနဲ့အစ်စ်နဲ့ခွဲခြားဆက်ဆံတဲ့ဟာကြီးလည်းတော်တော်များများတွေ့ရတယ်ဒါပေမဲ့ဆန်တော့အသိခံတယ်ဘယ်လိုဖြစ်ကိုအဆင်မပြေဘူးဆိုရင်တော့အဲတော့ဆက်လိုက်တာပေါ့တခါတည်းရှူတင်ချင်းမဆိုင်နေရမျိုးတော့မဟုတ်ဘူးသူကမင်းသမီးကြီးတွေကသိရမလားနည်းနည်းအငယ်ဆိုရင်ဆရာလုတ်ချင်တယ်အဲ့လိုမျိုးရှိရပါတော့နော်ဆနုဆိုရင်တော်တော်များများရှိခဲ့တယ်ဆရာလုတ်ချင်ဆနုကနည်းနည်းစိတ်ဆက်တော့လေ ပြဿနာကြီးတော်တော်များခဲ့တယ်ဗောနော်များပြီးတော့ပြန်ပြောတာမဟုတ်စနုံးကလုံးဝရှူတင်းကိုတန်းလိုက်ထားပြခဲ့လိုက်တာအဲ့ဒါလေတောင်းမှန်တယ်အခုကိုကကြီးလာတော့နားလဲလာတယ်ကိုငငယ်ငယ်တုန်းကဒီလိုမျှားခဲ့တယ်ဆိုတာအာမလို့အပတ်နဲ့ဆရာလောက်တဲ့မင်းသမီးတချို့ရှိတယ်နဲနဲမင်းသမီးတွေတရားပဲထားခဲ့လိုက်တယ်အာကိုဆရာသမားတွေတော့နှုတ်ဆက်ခဲ့လိုက်တယ်သမီးမရိုက်နိုင်တော့မာနာတော့မဟုတ်ဘူး ကျွန်တော်ဘလိုင်းကြောတာမျိုးကြတာလေအဲ့လိုမျိုးကြတိမခံနိုင်ခဲ့ဘူးငယ်စိတ်ပေါ့ဒါတွေကဒီချိန်ကျတော့ငါမှားခဲ့တယ်ဆိုပြီးတော့သင်ခန်းစာတော့ရပါတယ်အော်တကယ်မှာဆိုရင်တိခံခဲ့မယ်ဆိုရင်ပေါ့နော်ဒီဟာလေးလဲဟိုအခုထပ်ပို့ပြီးတော့နေရာရောက်မယ်လို့ဆိုတော့အခုချိန်မှာတိလာငယ်စိတ်နဲ့နည်းနည်းတိမခံခဲ့တာရဲ့တချို့အဲ့လိုမျိုးလေးရတော့အတွေးခေါ်တော့မတူဘူးအောင်เนาะမာဒါစနုပ်အတွေးပေါ့တီးခံလိုက်မယ်ဆိုရင်ဟုတ်ဒီထက်ပိုပြီးနေရာရလာမယ်လို့ကိုကအဲ့လိုမျိုးလေးတော့တွေးမိတယ် အခုတော့သိခံတတ်နေပြီရှင်ဟုတ်ကဲ့အခုကတကယ်အရင်ကသိခံတတ်နေပါတွေ့သေးလားတွေ့သေးလားဆိုတော့တွေ့ပါတယ်အပြင်မှာတော့တိတ်တော့မတွေ့ဖြစ်ဘူးတွေ့ပါတယ်ဒီလိုပဲတွေ့တွေ့နေပါတယ် line ပေါ်မှာတော့ဟုတ်အာပျော်ရွှင်ခြင်းနိုင်ငံပေါ့နော်အရင်တော့ agent တွေဆိုထားတာဆီယမ်ချစ်သူစီကနေပြီးတော့ဆိုတော့ပြန်ပြီးတော့ခွင့်ပြုခွင့်တောင်းပြီးတော့ဆိုထားတာပေါ့အကောင်လုံးကစီ အေးချမ်းမီရဲ့လွှမ်းမိုးမှုတော့တခုမှမရှိတော့ဘူးအကုန်လုံးကိုစလို့တော့လူငယ်ပိုင်းဒီဘက်ဒီဇိုင်းလေးနဲ့ပြန်ပြီးတော့ fashion အစ်တလေးပေါ့လို့မျိုးလေးဆိုတာ future တွေကတော့ကြီးပေါ့အာအဲ့အချိန်နဲ့မှုကရှိပါတယ်စလို့80ရာခိုင်နှုန်းလောက်ရှိပါတယ်ဟိုကိုကိုကိုပေါ့ကျန်တဲ့20ရာတော့အတီးပိုင်းဆိုင်ရာတေးရီအားလုံးကတော့အရန်ကိုစိတ်ထဲမှာစိတ်တိုင်းကြမှုအပြည့်ဝရှိပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်စေကအပြည့်ရှိနေပါတယ်ဆက်လို့မတချင်းထွက်လာရင်ပေါ့နော်အဲ့ရောက်လာမဲ့ feedback တွေပေါ့အဲ့ဒါတွေကို အဲရေခုံတာပေါ့အရင်ကရေခုံနေပါတယ်လို့ပြီးတော့ခေါင်းစင်လေးရလဲလေနည်းနည်းလေးလေဟိုချစ်စရာကောင်းတယ်လို့တချို့ကြချစ်ချင်မှချစ်ပါဘူးပျော်ရွှင်နေနိုင်တာဆိုတော့လေမပျော်တဲ့သူတွေရှိတော့လေဟုတ်တယ်အဲငငယ်လေးရဆွန်တို့စတိတ်ကြောင်းခလေးပေါ့တော်တော်လေးငယ်ပဲအဲ့ဒီအချိန်မှာစတိခဲ့တာပေါ့နော်အာရမ်းကြိုက်ပါလေဆွန်တို့ရဲ့အကြိုက်ဆုံးဆိုတော့ပြောလို့ရပါတယ်အဲအုံချူတွေလည်းဆွန်တို့ကရှိတယ်ပေါ့အုံချူအရင်မဆိုပြဘူးဒါလေးကိုစဆိုပြတာတငယ်ချင်းရဲ့ အာပေးမှုလည်းပါတယ်ဒီတချင်းတပုံတော့ arrangement လုပ်ပေးရတငယ်ချင်းစံတကူးပေါ့နော်အဆိုတော်ပဲသူလည်းသူကတငယ်ချင်းနေဒါလေးဆိုပါလားဆိုအဲ့ချိန်မှာဟာဟုတ်တယ်ငါဒီတချင်းလေးငါအရင်ကြိုက်ခဲ့ဟုတ်တယ်ဟာဒါလေးကိုအရင်ထုတ်မယ်ဆိုပြီးတော့ဆိုပြီးတော့သူရဲ့ arrangement အများကြီးပါပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆန်တို့ကဒီတချင်းလေးထွက်ပြီးရင်အခုဒီလကုံထွက်မှာပေါ့ဒါလေးကဒီတချင်းလေးထွက်ပြီးအုံကျူးတွေလာပါမယ်လို့အားကြောင့်လို့ဆန်တို့ကိုအားပေးပါဝေဖန်ပါ အခုဆိုရင်သီးခံတက်နေပါပြီသီးခံဆိုတာ ਨੇ အမှုပညာလောကရွှေလှမ်းပါမယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်